ပေါ်မှန်လေးဒီကျွန်တော်ကိုမှန်ပေးပါအကူမလေးဘလို့ဖြစ်ချင်းလဲနော်ကျွန်တော်ပင်ထောက်ပေးထားတဲ့အင်္ဂလိပ်စာလေးကိုနှိပ်ပြီးတော့မက်ဆေ့ညာဘယ်ဘာကြီးဘဲမှာခေါ်တာမဟုတ်ဘူး channel လေးကိုအပ်ပေးထားအောင် YouTube channel လေးကိုအပ်ပေးထားပါ line မကြခင်လေးပါနော် YouTube channel မှာလည်းလွှင့်နေပါတယ်အဲ့ channel လေးကိုအဲ Facebook line ကြွားသွားလို့ရှိရင်အဲ YouTube ကိုတက်ကြည့်လို့ရတယ်အခု YouTube မှာလည်းလွှင့်နေတယ်เนาะကျွန်တော်ကမှလေးเนาะ YouTube မှာလည်းလွှင့်နေပါတယ် တော့အကူမတွေအတွက်အဆင်ပြေအောင်ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်အကူမတွေအတွက်ကိုနော် YouTube ဆိုရင်ပိုအဆင်ပြေလို့ live လွှင့်ရတာလည်းကြည့်ရတာအဆင်ပြေတယ်အဲ့လားကြောင့်မှုလို့ပါအကူမတွေနော်ကျွန်တော် comment လေးတွေမှတ်ပေးပါကျွန်တော်အကူမတွေအားလုံးလုံးမိုက်တစ်လုံးပဲရွေးချယ်ပါလားကျွန်တော်တို့ကဘယ်လိုလုပ်ကြမှာလဲလုံးမိုက်တစ်လုံးပတ်ချင်တဲ့လူတွေရှိလားမသိဘူးအားရှိလို့ရှိရင် comment လေးတွေမှတ်ပေးလို့ရတယ်ကျွန်တော်လုံးမိုက်တစ်လုံးကောက်ပေးမယ် လုံးဝလုံးလုံးကောက်ပေးခြင်းနဲ့ပေါ့နော်ဒီအားလုံးမင်္ဂလာပါလို့ကျွန်တော်ကပါတယ်နော်နောက်ဆုံးပိတ်ပွဲသိန်းလေးထပ်ပြီးတော့ပေါ့အောင်ကူညီပေးပါဦးမယ်အကောင်းဆုံးဖြစ်အောင်ဟုတ်ပြီနော်ဒါကျွန်တော်တို့ကန်ဆက်သွားပြီဒီနေ့ကတော့နော်ကန်ဆက်သွားပြီကန်ရင်းတူသွားပြီရွေးချယ်မှုတွေမှန်ကန်သွားပြီ38 38ပါရင်နဲ့နော်80နော်ကုံညာရှိလို့ထွက်တယ်ပေါ့နော်ကုမာရီအားလုံးအသေးလက်မလေးတွေနှိပ်ပေးအောင်နော်မျိုးတွေအားလုံးက သဲလမလေးတွေနှိပ်ပေးအောင်နော်နော်မျိုးတွေအားလုံးအသဲလမလေးတွေကျွန်တော်ကိုနှိပ်ပေးပါဦးကွန်မန့်လေးတွေမှန်ရရင်မှန်ပေးပါဦးကျွန်တော်မြစ်တာရက်ခံပါတယ် Facebook ကတော့ကွန်မန့်မမှန်ဘူးဗျကျွန်တော်မတွေ့တာပဲဖြစ်မယ် line ထောင်းနေတာပဲဖြစ်မယ်နော် YouTube channel တွေအကူမလေးတွေကျွန်တော်ကိုကွန်မန့်လေးမှန်ပေးအောင်နော်ကျွန်တော်ကူမလေးအားလုံးကျွန်တော်လုံးမရွေးရမှာလား ဟိုဝမ်းကျင်းနဲ့ပဲကတ်ထိုးမလားအဲ့လိုပေါ့နော်အမအကူမိုက်လုံးဝတလုံးနဲ့ပတ်ချင်တော့အဲ့ဒါတလုံးနဲ့ရွေးပေးချင်လို့ပြောတာပြောရရင်ဖြစ်ပါတယ်ကျန်တာမဟုတ်ပါဘူးရှုံနေတဲ့ကူမလေးကြီးရှိလို့ရှိရင်လေဟိုလုံးမိုက်တလုံးပေးလို့ရှိရင်ပြောတာပတ်မယ်ဆိုရင်ကျွန်တော်တလုံးရွေးချယ်ပေးမယ်လို့ကျွန်တော်စိတ်ကူးနဲ့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ် เนาะ comment လေးတွေမှတ်ပေးအောင်เนาะလုံးဝတစ်လုံးရွေးချယ်ပေးရမလားမသိဘူးကျွန်တော်ကိုမလေးအသေးလက်မလေးတွေတော့နှိပ်ပေးအောင်เนาะကျွန်တော်ကိုမလေးဝင်လာရင်เนาะဝင်လာတော့ねအသေးလက်မလေးတွေကျွန်တော်အားပေးပါအောင်လို့เนาะပြပေးပါလေစာလေးဟုတ်ကဲ့ပါဗျပြပေးပါမယ်ဗျเนาะ Facebook တွေကကိုမလေး channel တွေကကျွန်တော်ကိုကျွန်တော်မလေးတွေ comment လေးတွေကျွန်တော်မှန်ပေးလို့ရပါတယ် high quality လေးတွေပေါ့ကိုမလေးပါပဲဖြစ်ဖြစ်ပေါ့เนาะဝေဒိနေတွေထားရကြပါသေးတယ်လို့ကျွန်တော် ကောင်းဆုံးကြိုးစားပေးပါမယ်နော်ကျွန်တော်ကိုမတွေအားလုံးအဆင်ပြေအင်ဂျင်နာပါတယ်ပေါက်တာပေါက်တာသာထားကိုမတွေအားလုံးတရားဖို့ပေါ့ပေါ့နှစ်ရာဖို့ပေါ့ပေါ့ဗျာကျွန်တော်နဲ့မဆိုင်ပါဘူးပေါက်ဝမ်းသာပါတယ်ကောမန့်လေးတွေမှတ်ပေးဦးနော်အားလုံးကောမန့်လေးတွေမှတ်နော်ကိုမတွေတူတူကျေးဇူးပါလို့ဝေဒိန်ဒီတွေကိုရောက်ရှိလို့လာပါပြီကောင်းဆုံးတော့ကြိုးစားပေးပါမယ်နော်အဲ့တော့ကျွန်တော်တို့က လုံးမအနေနဲ့လုံးဝ site တွေကကျွန်တော်တို့ကရှုပ်သွားမှစိုးလို့ပါအကုန်ပါနေเนาะအဲ့တော့လုံးမအနေနဲ့လုံးကျွန်တော် site ကလေးကြီးရှုပ်သွားမှကြောက်လို့တိုက်ပဲပြလို့အဆင်ပြေမှာအကုန်ပါရဲ့အဲ့လားကြောက်မှုလို့ပါเนาะလုံးမပြလိုက်လို့ရှိရင်ကျွန်တော်တို့ကဟိုမင်းเนี่ยရှုပ်ပြီးတော့လေတိတ်မရှင်းတော့ဘူးအဲ့လိုဖြစ်သွားမှစိုးလို့အဲ့လိုဖြစ်သွားမှကြောက်လို့ကျွန်တော်ကလုံးမပြတ်မလားလို့မေးတာ နော် ကိုမတွေအားလုံးအသေးလက်မလေးတွေနှိပ်ပေးပါလို့နော်လူကတိတ်မဆုံသေးသလိုပဲနော် Facebook ကကိုမလေးတွေလူဦးရေဘယ်နှယောက်ကြည့်နေလဲမသိဘူးကျွန်တော် comment လေးမှတ်ပေးပါလားအပန်းမကြည့်ရင်တစ်ချက်တော့ကိုမတွေမှန်သားပြန်မှာတွေ့ပါတယ်လူကြည့်ရှုမှုလူရေဘယ်နှယောက်လဲမသိဘူး Facebook ကကိုမတွေ channel တွေကတော့လူကမတက်သေးဘူး၁၀ယောက်ပဲရှိသေးတယ်နော် channel တွေကကိုမတွေမိသားစုများအားလုံးမင်္ဂလာပါနော်ဖေးဦးရေကကိုမတွေမင်္ဂလာပါဗျာ အဲ့တော့ကျွန်တော်ဝမ်းကြီးသဘောမျိုးနေနဲ့ကိုင်းဆောင်မယ်ဆိုရင်ဆေရောက်တဲ့ဟုတ်ကဲ့ပါကျေးဇူးပါဗျဟိုကျွန်တော်ဟို Facebook တွေကအကူမတွေကိုတစ်ချက်ပြောတာပါဗျနော် YouTube channel တွေကမဟုတ်ပါဘူးမမောင်ဆိုတဲ့ channel တွေကဝေးကျေးဇူးပါနော်ကျွန်တော်ဟိုဒီဘက်က Facebook လည်းလွှင့်လို့ပါနော်အဲ့လာကြောင့်မလို့ပါကျေးဇူးပါကိုကြီးနော်ရပါလေ Facebook တွေကအကူမတွေတစ်ချက်တော့ comment လေးမှတ်ပေးပါဘယ်နှယောက်ကြည့်နေလဲမသိဘူးနော်ကျွန်တော်ကြည့်မရလို့ပါ line ထောင်းနေလို့ပါ ကဲအားကြောကျွန်တော်တို့ဟိုဝမ်းကျင်းမဲ့ကင်သုံးကျင်လဲသုံးပေါ့ဝမ်းကျင်းလေးနဲ့ကင်သုံးလဲသုံးဒါပေမဲ့ပတ်ချင်တယ်ဆိုတော့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဟိုပါပေါ့လုံးမိုင်တလုံးလေးပတ်ချင်တယ်ဆိုလဲသဘောပေါ့နော်ဆာဖီအိုရီယန်၂၂ရောက်တယ်ဟာဟုတ်ကဲ့ပါကျေးဇူးပါလူကြီးကတော်တော်နဲ့နော်ကျွန်တော်လူကြီးကညနေလေးချိုက်တယ်တဲ့ channel တွေက ဟုတ်ကဲ့လေးကြိုင်လဲကိုလေးလုံးလို့ရပါတယ်လုံးလို့ရပါတယ်လေးကြိုင်လဲလေးလုံးလို့ရပြီเนาะကျွန်တော်ပြပေးအောင်မယ်เนาะဘုမရလို့အဆင်ပြေသလိုပေါ့เนาะဘုမရအဆင်ပြေသလိုပေါ့ကျွန်တော်ဒါဆိုရင်တယောက်တစ်ပေါက်ကမဖြစ်အောင်ကိုကြိုက်တာလေးနဲ့လေးကိုကတ်ထိုးလို့ရတဲ့အလားလားရှိအောင်ကျွန်တော်ဝမ်းကြီးကီးပိုင်မာလေးကိုကျွန်တော်ရွေးပေးမယ်မနက်ကသုံးရှိရွေးနေပဲရွေးပေးမယ်เนาะအဲ့လိုပဲရွေးလိုက်တော့မယ်เนาะကဲအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်เนาะအဲ့လိုလေးရွေးမယ်ကဲအဲ့တော့ကျွန်တော်တို့ ကျွန်တော်ရှာထားတဲ့တွေ့ထားတဲ့အလားအလာကလေးကိုကျွန်တော်စပြပေးမယ်နော်အဲ့တော့ဟုတ်ပြီကျွန်တော်စပြပေးမယ်သူ့ရဲ့စီကြောလေးကိုတွားကြည့်မယ်စီကြောကတော်တော်လုံးခိုင်မဖောက်လေသူ့ဘာသူဖောက်ချင်မှမဖောက်ချင်နေပေါ့ကျွန်တော်တို့သူပေးတဲ့စီကြောလေးပဲခိုင်ဆောင်ကြည့်မယ်နော်ကိုမလေး VPN နေကြတယ်ဗျ Facebook ကကြောက်ရတယ် channel ရကောင်မလေးအားလုံးမင်္ဂလာပါနော် ရန်နေပါလေလူကြီးเนาะကျွန်တော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပါငဲတာများတာသာထားကြည်နေတဲ့လူကအားပေးတဲ့လူပဲကျွန်တော်အကောင်းဆုံးရအောင်တော့ကြိုးစားပြပေးပါမယ်เนาะကုမားကဆရာလေးလို့လူကြီးအများကြီးမကြည့်ဘူးလေကုမားကြီးအခုမှကျွန်တော် channel လေးရပြန်စာလွှင့်တာမဟုတ်လို့ပါเนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်အားပေးတဲ့ကုမားကြီးကျွန်တော် channel ကို subscribe နှိပ်ထားတဲ့ကုမားကြီးအတွက်ကိုကျွန်တော်ရည်စူးပြီးတော့ကြီးမန်းပြီးတော့ရအောင်ကြိုးစားပေးမယ်ဟုတ်ပြီလား ဝင်တော့မယ်နော်ခမိုင်ခနာလေးနော်သွားမယ်အဲဒါလမလေးနှိပ်ပေးပါအောင်နော်အဲ့နေကြရဲကိုမလေးဘိုင်းတော်တော်မကောင်းတာမိုးရွာပြီဆိုရင်လိုင်းမကောင်းတော့ဘူး တော့ Facebook ကလွှင့်မရတော့ဖြစ်သွားတယ် Facebook ကလွှင့်မရတော့လေ channel တွေအကူမတွေပဲယူလိုက်ပေါ့ကူမတွေเนาะပြီးအဲ့တော့ကျွန်တော်သွားမယ်เนาะကျွန်တော်ကူမတွေအရလို့အတယ်လက်မလေးတွေဘုံကျဲပေးရကျေးဇူးပါเนาะနှိပ်ပေးတာကျေးဇူးပါเนาะအဲ့တော့ကျွန်တော်ကူမတွေအလုံးကိုကျွန်တော်ကအဖြေရှာပေးမယ်ကျွန်တော်တို့အဖြေရှာမယ်လားလားမှာသူကကျွန်တော်တို့ပေးရှိနေတဲ့ cycle တစ်စိုက်ကိုအရင်ကြည့်အောင်เนาะ 콘마마소도ကဲအဲ့တော့အကိုအမတွေအားလုံးပဲကျွန်တော်တို့ဒီရ8တရှိ8အပိတ်94 4အပိတ်ပေါ့ကျွန်တော်တို့8ကလေးရဲ့နှလုံးပေါင်းချင်းကျွန်တော်တို့2လို့ဖြစ်ပါတယ်8လေးနှလုံးပေါင်း2လို့ဖြစ်လိုက်တာ ਨੇ ကျွန်တော်တို့63ဆိုတဲ့ height က3 now weight ဒီလိုခွာပေါင်းချင်း3လုံးရလက်ပါ ဒါမနေ့ကပြထားတာလည်းရှိမှာပေါ့နော် channel လေးလူရမ်းနေပါတယ်နော်အဲ့တော့143 3လုံးပေါင်းခြင်း5လို့ဖြစ်တယ်143 3လုံးပေါင်းခြင်း5လို့ဖြစ်တာ ਨੇ ကျွန်တော်တို့ဒီမှာ9ရဲ့ပါဝါက3ည9ရဲ့နက္ခတိ3 9 3ည3ဆိုတဲ့ကြီးတစုံကျွန်တော်တို့40လို့ပြီးတယ်3ညတစ်လုံးအထိနဲ့ကစားတယ်ပေါ့အဲ့တော့နောက်တစ်ခါမှ4 4နှလုံးပေါင်းက8လို့ဖြစ်တယ် လေးလေးနှလုံးပေါင်းရှစ်လို့ဖြစ်လိုက်တာ ਨੇ 40ဆိုတယ်ကျွန်တော်တို့ဒီတုံညာအပိတ်ပေါ့သူကဒီလိုခွာပေါင်းသုံးလုံးပေါင်းခြင်းပဲလေးလေးတုံညာသုံးလုံးပေါင်းရှစ်လို့ဖြစ်လိုက်တာ ਨੇ ကျွန်တော်တို့ရှစ်ရှစ်ရဲ့ပါဝါက3 6ရဲ့နက်ခတ်ဒီကျွန်တော်တို့1ပေါ့1 3 1ဆိုတဲ့အထီးကြီးမှာ1ခွန်ဘရိတ်1လို့ရိုက်ဟုတ်ပြီအဲ့ဒါဆိုဆက်ကြည့်ကျွန်တော်တို့49 9ဘိတ်63 3ဘိတ်63နှလုံးပေါင်းခြင်း1လို့ဖြစ်တယ်အဲ့1ကြောင့်1ခွန်ဆိုတဲ့ခွန်အပိတ် သုံးလုံးပေါင်းရင်းရလက်သည်ကျွန်တော်တို့6လို့ဖြစ်တယ်တဲ့ကိုသုံးခွန်သုံးလုံးပေါင်းကျွန်တော်တို့6လို့ရလိုက်တာ ਨੇ 6 6ရဲ့ပါဝါကလေ6နှက်ခတ်ကျွန်တော်တို့6ပေါ့6လေး6ဆိုတဲ့ကီးတစုံမှာ89ပရိတ်6လို့ရိုက်တယ်ဟုတ်ပြီနော်အဲ့တော့86ပရိတ်6လို့ရိုက်တယ်89ဒါဆိုလို့ရှိရင်6လေး6ကီးကျွန်တော်တို့6လေး6 6လေး1ချင်းနဲ့နော်6လေးပတ်သီးနဲ့ကင်တာ89ပေးတဲ့ကဏ္ဍထဲမှာမပါဘူး ကျွန်တော်တို့ကီးမှန်နေပေါ့နော်မနေ့ကညနေရအဲ့ကီးပဲဒီညနေမှာကျွန်တော်တို့ဆက်ကာရမှာဆိုရင်3ညနှလုံးပေါင်းချင်း3လိုရဖြစ်ပါတယ်3ညနှလုံးပေါင်း3 96 6ပိတ်ပေါ့ဒါဆိုရင်3လုံးပေါင်း2လိုရတယ်တဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့နှင်းပါဝါကခွန်နက်ခတ်4 94ဆိုတဲ့ကီးပါဝနအကူမောင်မောင်ဆိုတဲ့အကူကြိုက်တဲ့၄တလုံးတော့ထွက်လာတာပေါ့နော်အဲ့တော့နက်ခွန်4ကီးအဲ့တော့ဟုတ်ပြီ နှစ်ခွန်လေးကြီးတို့ဖြစ်လိုက်တာ ਨੇ တဲ့ကျွန်တော်တို့နောက်တဲ့သူ့ကိုတွန်တွဲပြီးတော့အားပေးနေတဲ့ site တစ် site ထက်သွားကြည့်အောင်မယ်အဲ့တော့ညနေပတ်သီးပုံစံမျိုးကစားရဲကစားဖို့ကိုမာလီနော်အလားလေးကိုကျွန်တော်ပြောတာအဲ့တော့ဟုတ်ပြီနောက်တဲ့တစ် site ကိုကျွန်တော်တို့ဆက်ကြည့်မယ် နောက်ထပ်တစ်ဆိုင်ကိုသွားကြည့်မယ်ကျွန်တော်တို့၄ရက်၉ရက်နှလုံးပေါင်းချင်း၃လို့ဖြစ်တယ်၄၉နှလုံးပေါင်း၃၂၃၃တော့ဗိဒီလို၃လုံးခွာပေါင်းချင်းပဲ၉၄၃၃လုံးပေါင်း၆လို့ရတယ်၉၄၃၃လုံးပေါင်း၆လို့ရတယ်သူ့ရဲ့ညနေခင်းကိုထောက်ပံ့တယ်ကျွန်တော်တို့၆ကဲပါဝါက၁၆နှက်ခတ်သည်ကို69ဆိုတဲ့ကီတစုံမှာ63ဘရိတ်ကို6တလုံးလို့ပြီးတယ်အခုမှလေမင်္ဂလာပါကိုနေတဲ့ဟုတ်ကဲ့မင်္ဂလာပါ ဒါဆိုရင်ကျွန်တော်ဆက်ကြည့်ကိုယ့်ရဲ့ခွန်ရဲ့နှလုံးပေါင်း6လို့ဖြစ်တယ်29ကိုအပိဒါဆိုရင်အကူမတွေအားလုံးပဲကိုကိုခွန်သုံးလုံးပေါင်းချင်း9လို့ဖြစ်တာပေါ့အဲဒါဆိုရင်သူ့ရဲ့ညနေခင်းကိုကြည့်မယ်9အဲ့9ရဲ့ပါဝါ3ရနက်ခတ်ဒီက3 9 3ရ3ဆိုတဲ့ကြီးတစုံဘာထွက်လဲကျွန်တော်တို့40လို့ပြီးခဲ့တယ်ဟုတ်ကဲ့မင်္ဂလာပါဗျဟုတ်ပြီနော်ရှင်းအောင်ကိုမလေးရှင်းအောင်နော် ဟုတ်ပြီအဲ့တော့ဆက်ကြည့်ကျွန်တော်တို့36နှလုံးပေါင်း6လို့ဖြစ်တယ်36နှလုံးပေါင်း6 18ဆိုတော့ဒီက18ပိတ်ကျွန်တော်တို့ဒီလိုခွာပေါင်းခြင်းကလည်းပါတယ်ကျွန်တော်ကမာလေးခွန်လို့ဖြစ်တာပေါ့638 3လုံးပေါင်းခွန်သူ့ရဲ့ညဏ်ဒီစင်းကိုထောက်ပံ့တာခွန်ရဲ့ပါဝါက2ခွန်နဲ့နက်ခတ်ဒီကျွန်တော်တို့3ညခွန်နဲ့3ညဆိုတော့ကီးတစုံပဲပါထွက်လေတစ်ခွန်ပဲကမာလေးနော်အဲ့တော့တစ်ခွန်ဗရိတ်ရှိခွန်တစ်လုံးပေါ့83တင်းနဲ့ပြီးတယ်ပေါ့ဒါကီးနှကီးပြီးတာကိုပြောပြပါတယ် ကျွန်တော်အသေးလက်မလေးတွေနှိပ်ပြီးပါလို့နော်ကျွန်တော်ကမာရီအရောအပန်းမကြည့်ရင်အသေးလက်မလေးနှိပ်ပြီးပါအပန်းတော့မကြည့်တော့ဘူးလို့ထင်ပါတယ်နော်ဖုံးပက်မှန်သားပြင်လေးကိုနှစ်ချက်လောက်တောင်းအသေးလက်မလေးပြေးပြီးသားပါနော်ကမာရီအဲ့တော့ဟုတ်ပြီကျွန်တော်တို့ဆက်ကြည့်9ရက်4ရက်နှလုံးပေါင်း3လို့ဖြစ်တယ်49ဟာကျွန်တော်တို့ဒီက9အပိတ်4 9 9နှလုံးပေါင်း2လို့ဖြစ်တယ်2လို့ရခဲ့လို့သူ့ရဲ့ညနေခင်းကိုပြန်ထောက်ပံ့တယ်2အိုက်ပါဝါကခွန်နက်ခတ်လေးကျွန်တော်တို့2ခွန်လေးဆိုတဲ့ကီးတစုံပေါ့ 2029ကိုးလေးချောင်းနဲ့နှက်ခွန်လေးနဲ့အပီးရှိုက်တာကိုနေမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါစောင်းဝင်းဆိုတာကွာညီမင်္ဂလာပါမင်းမင်းဆိုတာကောက်ပါရှင်နဲ့မင်္ဂလာပါနော် အကူမတွေအားလုံးအားလုံးမင်္ဂလာပါနော်ကျွန်တော်အသေးလက်မလေးတွေနှိပ်ပေးပါဦးနော်အဲ့တော့ကိုလေးချောင်းနှက်ခွန်လေးနဲ့89လို့ရိုက်ခဲလို့ဒီညနေမှာ၈တဲ့နှလုံးပေါင်းခြင်းကို3ည8ဆိုတဲ့ဒီကရှယ်ပိတ်နဲ့သုံးလုံးပေါင်းခွန်းလို့ဖြစ်ပြန်ပြီ တရှိရှိသုံးလုံးပေါင်းခွန်လို့ဖြစ်ပြန်ပြီဒါဆိုရင်ကျွန်တော်တို့ခွန်လို့ရေးလိုက်မယ်ခွန်ရဲ့ပါဝါကနဲ့အဲ့ခွန်နဲ့နှက်ခတ်သည်၃ညခွန်နဲ့၃ညဆိုတဲ့အထီးကီးတစုံလို့သူကပြောတာဒါဆိုရင်နှစ်ခွန်လေးကီးခွန်နဲ့၃ညကီးလို့ကျွန်တော်တို့ကနှစ်ချက်ရတယ်လောလောဆယ်ကျွန်တော်ကူမကြီးအကြံမြင်ရွေးကြည့်ပတ်သီးနှလုံးအကြံမြင်လေးရွေးကြည့်လိုက်ပါကူမကြီးရွေးချက်တယ်ပတ်သီးလေးကဘာလဲဆိုတာကျွန်တော်နေတယ်ထပ်တူ သိမယ်လို့လည်းထင်ပါတယ်လောလောဆယ်အကုန်မတွေအချမ်းမြင်းလေးရွေးကြည့်လိုက်ပါဘယ်ပတ်သီးဖြစ်မလဲပတ်သီးနှလုံးပေါ့ဝမ်းကြီးနှလုံးကင်မယ်ပေါ့နော်ဒီလိုတွေးတာပေါ့နော်ဟုတ်ပြီနော်ကျွန်တော်အကုန်မတွေအဲ့တော့အကုန်မတွေအားလုံးဟုတ်ပြီနော်နခွန်လေးကီခွန်နှစ်တုံညာကီဆိုတဲ့အချက်မှာပတိနှလုံးကိုကင်ဆောင်ပါလေကျွန်တော်ကိုမာရီရဲ့နော် ဲတော့ကျွန်တော်တို့သူ့တောက်လျှောက်ပြန်ထောက်ပံ့ပေးနေတဲ့ key one ချင်းလေးကိုထပ်မံကြည့်မယ်တောက်လျှောက်ထောက်ပံ့နေတဲ့ key one ချင်းလေးဟိုးအပေါ်ပင်ကလေပြီးတော့ဝှချိန်ထိတောက်လျှောက်ကိုပြန်ထောက်ပံ့နေတဲ့ one ချင်းနဲ့တိုက်မယ် key နဲ့တိုက်မယ်ကျွန်တော်တို့ဆောင်းဝင်းနှစ်ခွန်နဲ့ဟုတ်ကဲ့ပါကိုကြီးကျေးဇူးပါနော်အကိုလားမလားတော့မသိဘူးနော်ကျေးဇူးပါဟုတ်ပါတယ်လောလောဆယ်အကြမ်းမြင့်ကိုရွေးချယ်တာပေါ့နော်အသေးလမလေး20ရပါပြီ31ယောက်ကြည့်နေပါတယ်ကျေးဇူးပါ ်အသင်းလမ်းမှာနှိပ်ပြီးတော့ကျွန်တော်ကျေးဇူးပါလို့နော်ကျွန်တော်ကမှအဲ့တော့ကျွန်တော်တို့တောက်လျှောက်ပြီးနေတဲ့ကီချင်းလေးကိုကျွန်တော်ကြည့်ကြည့်မယ်ပြကြည့်မယ်နော်ကျွန်တော်တို့ကြည့်မယ်ကျွန်တော်ကမှတွေအားလုံးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ၈ဒီလေးနှလုံးပေါင်းခြင်း၈လေးနှလုံးပေါင်းခြင်းကျွန်တော်တို့ဘာလို့ဖြစ်လဲ၈လေးနှလုံးပေါင်းနှစ်လို့ဖြစ်တယ်ဒီမှာကြည့်သူ့ရဲ့ညဏ်နေခင်းကိုထောက်ပံ့တာနှစ်ရလို့ကျွန်တော်တို့နှစ်ရေးမယ်ပါဝါခွန်ရေးမယ်နက္ခတ်ဒီလေးရေးမယ်အဲ့နှစ်ခွန်လေးဆိုရယ်ကီးတစုံ84လို့အပီးစင်းတယ တစ်ချက်เนาะကျွန်တော်ကဘာလဲဆက်ကြည့်မယ်ဒါဆိုရင်၄ရက်၉ရက်နှလုံးပေါင်းချင်း၄ရက်၉ရက်ဒီနှလုံးပေါင်းချင်းနောက်ပိတ်နှလုံးပေါင်းချင်း၃ဖြစ်တယ်ဒီမှာသူ့ရဲ့ညနေခင်းကိုကြည့်၃ဖြစ်လို့၃ပါဝါ၈နက္ခတိ9 3 5ဆိုတဲ့ကီးစုံမှာ63ပရိကူ3တလုံးဆွဲတာ6 9နဲ့ပြီးတာပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့စက်ကြီး9ရဲ့3ရဲ့နှလုံးပေါင်းချင်း1လို့ဖြစ်တယ် ဒါကြောင့်နှစ်ရလို့သူ့ရဲ့ညနေခင်းမှာနှစ်အိုက်နှစ်ကဲပါဝါကခွန်နှစ်နှစ်ခတ်ဒီကျွန်တော်တို့လေးပေါ့နှစ်ခွန်လေးဆိုတဲ့ကီးတစုံမှာလေ40လေးတလုံး၄ပြိတ်လို့ရိုက်တယ်အာ300 3 5 3 3ကီးနှစ်ခုနဲ့နှစ်ခွန်လေးနဲ့ဟားတဲ့အတွက်အပီးစင်းတာကိုတွေ့ရတယ်နော်အကူမလေးအဲ့ဒါဆိုရင်ကျွန်တော်တို့3ရက်9ရက်နှလုံးပေါင်းချင်းကကျွန်တော်တို့နှစ်လို့ရပြီ။ဒါကြောင့်သူ့ရဲ့ညနေခင်းမှာလည်းနှစ်နှစ်ကဲပါဝါခွန်နှစ်ခတ်လေးနှစ်ခွန်လေးဆိုတဲ့ကီးပဲ ဒါဆိုရင်နှစ်ခွန်လေးခွန်နဲ့တုံညာကြီးခွန်နဲ့ပတ်သီးကို၈၃တင်းနဲ့ကတ်စောရမယ်ဆိုတစ်ခွန်ထွက်တယ်။ဒါသူပေးနေတာကိုကျွန်တော်ပြတာနော်။အဲ့တော့ကျွန်တော်တို့စက်ကြည့်၉ရှစ်နှလုံးပေါင်းခွန်လို့ဖြစ်တယ်။ဒီခွန်ကြောင့်သူ့ရဲ့ညနေခင်းမှာကျွန်တော်တို့ခွန်ရေးမယ်ခွန်ပါဝါကနှစ်ခွန်နဲ့နှက်ခတ်ဒီတုံညာပေါ့။ခွန်နဲ့တုံညာဆိုတဲ့ကြီးတဲ့စုံနှစ်ခွန်လေးဆိုတဲ့ကြီးတဲ့စုံနှစ်ခွန်ဝန်းကျင်ခွန်နဲ့ခွန်နဲ့တူလို့ခွန်နဲ့ပတ်သီးနဲ့၉လေး၆နဲ့ကတ်ရမယ်တဲ့89ပြီးစင်းတယ်။ ူပြီးတာကိုကျွန်တော်ပြောပြတာနော်ပြီးတာကိုပြောပြတာသူပြီးနေတယ်ဆိုတဲ့အကြောင်းကိုပြောပြတာဒါဆိုရင်ဒီညက်နေအတွက်ကရှစ်ကခွန်ရဲ့နှလုံးပေါင်းရှစ်ချောင်းနှလုံးပေါင်းချင်းခွန်လို့ဖြစ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ခွန်နဲ့ပါဝါ2နက်ခတ်ဒီ3ညခွန်2 3ညဆိုတဲ့ကီးတစုံပဲတဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့မာရှာမှုကိုကိုမတွေလေသဘောပေါက်လောက်ပြီးလို့ထင်ပါတယ်နော်ကိုမရရအောင် အဲ့တော့ကိုမတွေအားလုံးကသဘောပေါက်တော့ပြီလို့ထင်ပါတယ်ကျွန်တော်ဘာလို့ဆိုလို့ရှင်တာလဲဆိုတာပတိအမာပေါ့နော်ဝမ်းကျင်းလေးကိုကင်ဆော့မယ်ဆိုရင်အကိုအမတွေလည်းတိနေတော့ပါပြီကျွန်တော်ကကောမန်လေးတွေအပန်းမကြီးတယောက်တစ်ချံမှန်ပေးပါဘယ်ပတိကိုကင်ဆောင်ပါလဲမနက်က၃ရက်ရှိကျွန်တော်တို့ပေါက်တယ်လို့ပေါ့အကိုမတွေအားလုံးကိုရှင်းအောင်ပြမယ်ဆိုရင်ဒီထိတ်လိုင်းကတော့ထားလိုက်ပေါ့နော်၃၈ကီ၃၈တက်ကီမှာကျွန်တော်တို့၃၈ 38ညီမှုနဲ့3ပိုင်း10ပိုင်းနဲ့ဒါ3ည80ဆိုတော့အောင်းတာအဲ့လိုပဲကျွန်တော်တို့ဒီညက်နေမဲ့ထက်ယူမယ်ဆိုရင်နှစ်ခွန်လေးကြီးခွန်နေဝန်းကြီးခွန်နှစ်300ကြီးနော်နှစ်ခွန်လေးကြီးခွန်နှစ်300ကြီးခွန်နှစ်300ကြီးအဲ့တော့အကြောင်းမှာကျွန်တော်တို့လုံးပိုင်းနှလုံးပဲအမြန်ယူမယ်နော်ညက်နေမှာလုံးပိုင်းနှလုံးနဲ့ယူမှာအထီးကစားမဲ့လူတွေကတော့ခွန်နှစ်300လေးဆိုတဲ့ အထီးကြီးလေးလုံးတော့ရှိသွားမှာပေါ့အပီးစင်းမှာဆိုရင်ဒါပေမဲ့ကျွန်တော်ကအကုန်မကင်ဘူးပတိနှလုံးပဲကင်ဆော့မှာအကုန်မတွေလည်းတိမှာပေါ့နော်အဲ့လိုရွေးလို့အဆင်ပြေရလားမသိဘူးကိုမတွေကိုမန်လေးတယောက်တစ်ချက်လောက်မှန်ပြပါဦးအဲ့လိုအဆင်ပြေမလားကိုမတွေအရောအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့လိုပဲယူစေခြင်းနဲ့ပေါ့နော်အကိုမတွေအဲ့လိုပဲဆော့မလားမသိဘူးနော်ကျွန်တော်အဲ့လိုလေးကြိုက်တယ်ဆိုတဲ့အကြောင်းရင်းမျိုးကျွန်တော်ပြောပြတာပါ ဒါအကူမတွေလည်းကျွန်တော်တို့အကြိုက်ချင်းတူမှပဲထိုးပါလို့နော်ကူမတွေအဆင်ပြေလားမသိဘူးအဲ့လိုလေးကောမန့်လေးမှန်ပေးပါအောင်နော်ကျွန်တော်ကောမန့်လေးမှတ်ပေးပါအောင်နော် နော်ကိုမရီအလုံးအဲ့လိုဆိုရင်အဆင်ပြေမယ်လို့ကျွန်တော်ထင်မိပါတယ်အဲ့တော့ကျွန်တော်ကနှစ်ပိုင်ခွန်ပိုင်ကိုရွေးမှာနှစ်ခွန်လေးကြီးမှာနှစ်ပိုင်ခွန်ပိုင်ကိုရွေးမှာဒါအကူမရီလေးကြိုက်တဲ့အကူမရီကလေးကိုခြင်ဆော့ပါနော်အဆင်ပြေသလိုပေါ့အကူမရီအဲ့တော့နှစ်ခွန်လေးကြီးခွန်နှစ်တောင်ညာကြီးခွန်နှစ်ဝမ်းကြီး20 90မကြိုက်ဘူးလားတဲ့20 90မကြိုက်ဘူးလားဆိုတော့အကူမရီအဆင်ပြေရင်ထိုးလို့ရတယ်လေအကူမရီအဆင်ပြေရင်ထိုးလို့ရတယ်လေ အဲ့တော့ကျွန်တော်ပြောပြမယ်ဒီမတ်သက်ကလေးတစ်ယောင်းကိုကျွန်တော်ဆွဲပြမယ်အကူမတွေကြီးလိုက်လူကြီးပြန်ကြတယ်နော်ဆင်းကတော့မသိဘူးပေါ့နော်ကြံတဲ့လူကိုကျွန်တော်ပြပေးမယ်နော်တခြားလေးကြည့်ပေးနော်ကျွန်တော်တခြားလေးရှင်းပြပေးမယ်ဒီညနေမှာနှစ်ခွန်ပိုင်းကိုကင်မယ်ဗျာကျွန်တော်တို့ခွန်နဲ့ပတ်တီးကိုကင်လိုက်ပြီလောလောဆယ်သုံးချက်လိုင်းရွေးလိုက်ပြီအဲ့မှာသူဖြေးပေးရမယ်တပင်ရှိတယ်အဲ့လောက်ကျွန်တော်ပြမယ်ဆက်ပြီးအဲ့ကောင်နဲ့ကတ်အောင်ပါနော်ကတ်ကလေးပြပေးမယ်ကြည့်အကူမတွေအရလောနော်ကျွန်တော်တို့ ဒီတက်ကယ်ရှစ်ကယ်နှလုံးပေါင်းချင်းကကိုးလို့ဖြစ်တယ်ဒီက၄အထက်အပိတ်နဲ့ဒါဆိုရင်သုံးလုံးပေါင်းတခြားလေးကြည့်ပြီနော်ကိုမလေးအလုံး၁၈၄ပေါ့နော်ကိုမလေးရှင်းလားမသိနော်မင်းကအယောင်ွဲမရှိတော့ဘူးကိုမလေးနော်အယောင်ွဲလေးခဏလေးရှာလိုက်အောင်မနော်မရှိတော့တာကိုမလေးဟုတ်တယ်အယောင်ွဲမရှိတော့ဘူးဖြစ်တယ်ကျွန်တော်အနီလေးနဲ့ပြပေးမယ်နော်တခြားလေးကြည့်ပြီ တကယ်ရှိကေနှလုံးပေါင်းကိုတရှိနှလုံးပေါင်းကိုပေါ့ဒီကိုပေါ့အဲ့ကိုကိုကျွန်တော်94ဆိုတော့ဒီက၄အပိတ်ပေါ့နော်ဒီလိုသုံးလုံးရိုက်ချင်း194 3လုံးပေါင်းချင်းဘယ်လောက်လဲ3လို့ဖြစ်တယ်နော်194 3လုံးပေါင်းချင်း3လို့ဖြစ်တယ်အဲ့တော့ဒီဘက်မှာကျွန်တော်ရေးလိုက်မယ်3အဲ့3နှက်ခတ်5 35ဆိုတဲ့နှက်ခတ်ဒဇုံကိုသူက35အတန်နဲ့ပြန်ရိုက်တာ94နှလုံးပေါင်း3လို့ပြန်ရိုက်တယ်တစ်ချက် တခြားလေးရေးပြီးတော့သုံးအပင်ကောင်းတယ်နော်ဆက်ပြီးယူမယ်လို့ပြောတာ9ရက်4ရက်နှလုံးပေါင်းချင်း3လို့ဖြစ်တယ်အဲ့3ကို84က4အပိတ်နဲ့ဒါဆိုရင်ကျွန်တော်ကိုမတွေ944သုံးလုံးပေါင်းခွန်းလို့ဖြစ်တယ်ခွန်းနဲ့နှက်ခတ်ဒီကျွန်တော်တို့3ညခွန်းနဲ့3ခွန်း3ညဆိုတော့နှက်ခတ်တစုံအတန်ကိုဒီခွန်းရဲ့ဒီ3ရဲ့နှလုံးပေါင်းချင်း3ညလို့ဖြည့်တယ်နော်ဒီမှာ3ညတစ်ချက်ဟုတ်ပြီနော်ကိုမတွေအားလုံးစက်ကြည့်ကျွန်တော်တို့ လေးရယ်ကိုရယ်နှလုံးပေါင်း9လို့ဖြစ်တယ်အဲ့9ကို63က3အပိတ်နဲ့3လုံးပေါင်း8လို့ဖြစ်တယ် sorry ပါ6လို့ဖြစ်တယ်4 9 3လုံးပေါင်း6လို့ဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်6နှက်ခတ်ဒီ9 6 9ဆိုတော့နှက်ခတ်အတန်ကို6ကေ3ရရဲ့နှလုံးပေါင်းချင်း6လို့ဖြစ်တယ်တဲ့ရှင်းတယ်နော်သူပေးတာလေးကိုပြောပါတယ်ဒါဆိုရင်1 3နှလုံးပေါင်း9တဲ့ ိုက်ငါးကို၄၃ည၃ညအပိတ်ဒီလို၃လုံးပေါင်းချင်း၂၃ည၃လုံးပေါင်း၅လို့ရလို့၅နက္ခတ်၃၅၃ဆိုတဲ့နက္ခတ်တစ်စုံအတန်ကိုဒီ၄နဲ့ဒီ၁နဲ့နှလုံးပေါင်း၅လို့ရိုက်တယ်။သူကထိတ်လာလာအပိတ်လာလာနော်ခြေပြေးအောင်စက်ကြည့်နှစ်တက်နှလုံးပေါင်းနှစ်ကိုနှလုံးပေါင်းချင်းတက်အိုက်တက်ကိုတက်ခွန်ဆိုရဲခွန်အပိမ့်နဲ့ဒါဆိုရင်သုံးလုံးပေါင်းချင်းရှစ်လို့ဖြစ်တယ် ရှစ်ကဲ့နှစ်ခတ်ဒီကျွန်တော်တို့ကတက်ပေါ့ရှစ်တက်ဆိုတဲ့နှစ်ခတ်အတန်ကိုဒီတက်နဲ့ဒီခွန်နှလုံးပေါင်းရှစ်လို့ပြန်ဖြစ်တယ်တဲ့ရှင်းလားမသိဘူးเนาะအဲ့ဒါဆိုရင်တက်ရှစ်နှလုံးပေါင်း9တဲ့အဲ့9ကို89ဒီက9အပိတ်နဲ့တဲ့ကျွန်တော်ကိုမာဒီအားလုံးရှစ်လို့ဖြစ်ပြန်တာပဲတဲ့ဒါဆိုလို့ရှိရင်ရှစ်ကဲ့နှစ်ခတ်ဒီတေးလို့ပြန်ရိုက်ပါတဲ့ရှစ်တက်ဆိုတဲ့နှစ်ခတ်တစုံအတန်ကို ဒီခွန်နဲ့ဒီထိတ်နဲ့ဒီခွန်နဲ့ဒီအပိတ်နဲ့ရှစ်တဲ့အသာထွက်မှာဆိုရင်ကျွန်တော်တို့နှလုံးထဲဝမ်းကြိတ်ဒါကူမလေးတီးတဲ့ကူမလေးကောင်းမလေးတွေမှတ်ပြီးပါနော်အဲ့ကောင်ဆက်ပင်းရင်အဲ့လားပဲကင်ဆော့အောင်နော်ကျွန်တော်ကူမလေးအဲ့တော့နှလုံးထဲဝမ်းချင်းရှင်းလားမသိနော် ီ၈တင့်မတ်တပ်ကိုတဲ့ကျွန်တော်က၈တင့်မတ်တပ်ကိုဒီခွန်နဲ့ဒီထိတ်နဲ့၈တင့်တဲ့ဒီခွန်နဲ့ဒီအပိတ်နဲ့၈တင့်တက်ပါလို့သူကပြောတာအဲ့တော့ကျွန်တော်တို့အဲ့ဝမ်းကျင်းကဘာလဲလို့ကိုမကြီးတစ်ချက်မေးစရာအကြောင်းရှိပါတယ်နော်ကိုမကြီးအားလုံးအဲ့တော့ comment လေးတွေမှတ်ပေးပါဦးကိုမလေး comment လေးတွေမှတ်ပေးပါဦး ဘာအထိဆော့ရမှာလဲဒီမှာ၈၁တန်ထွက်မဲ့သို့၄၁အထိ၄၁အထိဆော့ရမှာကျွန်တော်တို့နော်၄နဲ့၁အတိထိဆော့ရမှာ၄တွေရှိတယ်ပေါ့နော်၄တလုံးညိနေတာပေါ့ထားလိုက်ပါတော့၄၁အထိဆော့မှာဒီမှာသူ့ဘောက်၄နဲ့ပဲဒီ2ခွန်နဲ့2ခွန်၄ဆိုတာအပီးဆင်းလို့ရတယ်နော်အပီးဆင်းလို့ရတယ်နော်ဒါဆင်းတာမဆင်းတာသူ့အလုပ်ကျွန်တော်တို့2ခွန်ပတ်သီးကိုပဲကြိုင်မှာအပေါ်မှာလဲတူညီမှုကအကုန်လုံးပတ်သီးကြီးကြတာအဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ကဒီ၄တည့်အထိကို2ခွန်နဲ့ကတ်ဆော့လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြတာနော်အကူမကြီးအားလုံးဒါအချံပြူတာနော်ကျွန်တော်အကူမကြီးကြိုက်မှာပါကြိုက်မှာပါနော်အဲ့တော့နောက်ဆုံးနေလဲရောက်နေတော့ခဏကဇဝေဇဝါတိတ်မဖြစ်ချင်လို့ကျွန်တော်ကပြောပြတာပါကူမကြီးဆရာလောက်တာမဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်ပြောတာရွေးချက်ချက်ကအကူမကြီးအားလုံးဒါတင်ထိုးရမယ်ဆိုတာ၄တည့်အထိနဲ့တင်ထိုးရမယ်လို့ကျွန်တော်ပြောပြတာနော်အဲ့တော့ကျွန်တော်တို့နှစ်ပိုင်း ဒီညနေမှာနှစ်ပိုင်းခွန်ပိုင်းကိုကျွန်တော်ကရွေးမှာကိုကောင်ကတစ်ဆိုင်ပဲရှိတယ်ဗျဒီကောင်ကသုံးဆိုင်ရှိတော့လေကျွန်တော်ကမှနှစ်ပိုင်းဟုတ်ပြီနော်အဲ့တော့နှစ်ပိုင်းအဲ့နှစ်ပိုင်းနဲ့ပတ်သက်ရင်အကူမတွေအားလုံးပဲကနန်းပြန်ကြလဲထိုးရမှာနော်အဲ့တော့27ဟုတ်ပြီနော်24ပေါ့ နှစ်တက်တယ်နှစ်ပိုင်းကနှစ်တက်နှစ်လေးပေါ့ဟုတ်ပြီနော်ကိုမကြီးအားလုံးလေးနှစ်အားလေးခွန်အားဟုတ်ကဲ့ပါအဆင်ပြေတယ်လို့လို့နော်ကျွန်တော်ကိုမကြီးအဲ့လိုက်ဒီပါတယ်လေကျွန်တော်အဲ့တော့နှစ်တက်နှစ်လေး21 24လို့ဖြစ်လိုက်တာဖြစ်တယ်21 24ကျွန်တော်တို့နောက်တစ်ခါနှစ်တက်နှစ်လေးနှစ်ဆန်းနဲ့မှဘော ကျွန်တော်တို့20ဆနဲ့မှဒါအားရမယ်နော်ကျွန်တော်ကမှဒီအားလုံးအားရမယ်နော်ကျွန်တော်ဒါထည့်ရေးပြလိုက်မယ်တချို့ကျတော့မသိမှဆိုလိုပါနော်အားရမယ်နှစ်ပါးနှစ်ပါးကို1 2 2လေး2 3 25 3ရတော့မပါဘူးကိုမှဒီအစင်ပြင်းတော့ကိုယ်ကထိုးပေါ့ကျွန်တော်ကတော့ဒါနဲ့ပဲကပ်ပြီးစီခြင်းနဲ့အဲ့တော့ကျွန်တော်တို့ခွန်ပါလာပြီး เนาะအကုန်မလေး combine အဲ့ combine ကိုကျွန်တော်တို့ကဒီမှာ97ဒါပြန်ကြเนาะအကုန်မလေးမကြိုက်လို့မထိုးရင်လည်းဒါအကုန်မလေးသဘောထွက်သွားရင်တော့ကျွန်တော်လည်းမသိဘူးပေါ့ပြန်ကြလေးပြန်ထွက်လို့ရတာပဲเนาะ94အဲ့တော့ဒီမှာ90နဲ့မှာ3 95 ဟုတ်ပြီနော်အဲ့ဒါလေးကျွန်တော်ကြိုက်တယ်လို့ဒါပြောတာတကယ်ကြိုက်တဲ့ဆိုရင်လေထိုးကိုမလေးမကြိုက်ရင်လေသဘောနော်ကျွန်တော်ပြီးတဲ့ဟာလေးကိုတွက်ပြတာပဲကိုမလေးကြိုက်နှစ်သက်လောက်မယ်ထင်ပါတယ်ကြိုက်နှစ်သက်ရင်တော့ကိုမလေးဒါလေးကိုဒီညနေမှာထိုးပါလို့နှစ်ပိုင်းခွန်ပိုင်းကိုကျွန်တော်ရွေးချက်ပါတယ်၃ည၃ညလာမယ်ဆိုရင်တော့20 80လေးထိုးလို့ရပါတယ်ခဏအများကြီးဖြစ်သွားမှာဆိုလို့ကျွန်တော်မရေးပေးတာအများကြီးလည်းမပေးချင်ဘူးဒီလောက်တော်ပြီးတာပုံမှန်ပေါ့နော် เนาะကျွန်တော်ကောင်မလေးပုံမှန်ပေါ့အဲ့လားလေးကိုထိုးသိခြင်းပါလေကောင်မလေးအားလုံးကိုရစေခြင်းပါလေတကယ်စိတ်ရင်းစေတနာအမှန်နဲ့ပါဘာသာတဲ့လီတိုကပြောပြီးစေတနာစေတနာလို့ဘာသာကမပြောပါဘူးเนาะစေတနာပါစေတနာပါဆိုပြီးမမတောင်းနေတဲ့လူတွေမဟုတ်ပါဘူးစေတနာခူတုံးလောက်ပြီးတော့ပေါက်ပေးတောင်းနေတဲ့လူတွေကျွန်တော်မဟုတ်ပါဘူးဘာလို့မှတော့စော်ကားခြင်းမဟုတ်ပါဘူးစေတနာကိုခူတုံးလောက်ပြီးဘာသာကတာစေတနာပါတကယ်တကယ်စေတနာမပါဘဲနဲ့ကိုကျိုးဖြစ်ရှားနေလူအာကြီးပါ ဒါအဂူရူအိုးမှာကျွန်တော်တိုက်ခတ်ပြီးမပြောပါဘူး။ညိုင်းပေါ်မှာဆရာဆရာကြီးအားကြီးပါကျွန်တော်ဝါသနာရပြတာပါ။ကဲအားလုံးအားပေးတဲ့ဟိုမိသားစုဝင်အားလုံးအားလုံးနော်ညနေမှာလည်းအရှုံးတွေကြေလို့အမျက်ကြီးချမ်းကြပါစေကျွန်တော်ကိုကျွန်တော်မတွေအားလုံးပဲကျွန်တော်ဒီ27 97ခွန်လေးနှစ်လေးဆိုတဲ့ကဏ္ဍကဒါတင်လို့ရတယ်ဆိုတော့ထိတ်ဆုံးမှတင်ပေးထားတယ်နော်အလားလီအစီအမင်းတော့တင်ထို့ပေါ့ဟိုမာဒီအားလုံးကျွန်တော်ပြောတာအကြိုက်နေသက်မှထို့နော်ကျွန်တော်ကိုမာဒီအားလုံး တလေးအထိရှိတယ်နှစ်ခွန်လေးကီခွန်နှစ်သုံးညာကီခွန်နှစ်သုံးညာကီဆိုတော့ခွန်နဲ့ပတ်တိကိုကင်ပြီးတလေးအထိနဲ့ကတ်ဆော့လို့အဆင်ပြေတာပေါ့အဲ့လိုလေးပေါ့တွေးလိုက်တယ်နော်ရိုးရိုးရှင်းရှင်းမှတွေးလိုက်တယ်ပရိတ်ကြီးဘာတွေညာတွေကျွန်တော်စိတ်မဝင်စားတော့ဘူးသူပြီးနေတဲ့စီကြောတိုင်းပဲသွားတာဗျာဒီလို့ကျွန်တော်ကိုကျွန်တော်မာလေးအသေးလက်မလေးကြီးဆင်းသွားတာနဲ့လိုက်သေးလိုက်ကဘွားဆင်းသွားတာနဲ့အသေးလက်မလေးကြီးနှိပ်ပေးခဲ့ပါဦးလို့ကျွန်တော်တောင်းဆိုပါတယ်ကိုမာလေးအားလုံးကိုနော်အပန်းမကြီးနှိပ်သေးပြီးသွားပါအောင်နော် channel လေးကို subscribe နဲ့ရည်ရည်ကူမာလီယာ subscribe နှိပ်ပေးထားပါအောင်လို့ဒီအားလုံးတက်တာပါကျွန်တော်ကိုကျွန်တော်မာလီအားလုံးတော့ spoil သိမ့်နေလေးမှာအဆင်ပြေနိုင်ကြပါသည်နော်လုံးလုံးမပြတ်ရင်တော့မှအရှုံးရှိရင်ကျေနိုင်ကြပါသည်လို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အကူမာလီအားလုံး subscribe show လေးရိုက်ပြီးနှစ်ပိုင်းခွန်ပိုင်းနဲ့ထိုးပါနော်ကြိုက်နှစ်တန်းကဲအားလုံးတက်တာပါအကူမာလီအားလုံးကံကောင်းကြပါသည်ကျွန်တော်ရဲ့ like လေးရုပ်သိမ်းဝင်ပြပါနော် အကူမာလီအားလုံး